တဘာဝဘေးအန္တရာယ်တွေများစွာရှိတဲ့အထက်မှာငလျင်တန်ကလည်းတစ်ခုပါဝင်လျက်ရှိပါတယ်။ကဘာတဝံငလျင်ပေါင်းများစွာလှုပ်ခတ်မှုကိုခံစားခဲ့ကြရပါတယ်။ဒီထဲကမှာအပြင်းထန်ဆုံးအဖြစ်စံချိန်တင်ခဲ့တဲ့ငလျင်တစ်ခုကတော့1960ခုနှစ်ချီလီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Vortivias Aquit ပဲဖြစ်ပါတယ်။ ငလင်ရဲ့ Richard Starske ဟာ9.5ထိရှိခဲ့ပြီးဒေါ်လာဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရပါတယ်။ဒေဆုံးသူ6000ခန့်ရှိတယ်လို့ကြေညာထားပါသော်လည်းရှုံးလုံးရှာမတွေ့တာတွေပျောက်ဆုံးနေတာတွေဟာအခုတက်တိရှိနေစေဖြစ်ပါတယ်။ ကမ္ဘာတော်ဝန်ဆိုးရွားလွန်းလာတဲ့နျူကလ িয়ার မတော်စဖြစ်ရဲ့ဆိုကြီးခါနိုပိုင်းခါနိုပိုင်းဆိုတာကတော့နျူကလ িয়ার မတော်စဖြစ်စဉ်ဖြစ်ပြီးယူကရိန်းနိုင်ငံရဲ့မြို့ငယ်လေးတစ်မြို့မှာစတင်ဖြစ်ပွားခဲ့ပါတယ်အလုတ်သမားတွေရဲ့ပေါ်ဆမှုကြောင့်နျူကလ িয়ার ထင်းချုံမှုရေဒါတစ်ခုချိုးရင်းသွားခဲ့တာလည်းဖြစ်ပါတယ်အဆိုပါဖြစ်ရဆိုကြောင့်လူ3000ကျော်တည်ဆုံးခဲ့ရပြီးတပတ်အတွင်းမှာပဲဥရောပတိုက်အာလုံးနီးပါးကိုပြန်နှံ့ခဲ့ရပါတယ် အဆိုပါဖြစ်စဉ်ဟာနျူကလ িয়ার အဆင့်9တိတက်မှတ်ထားပြီးအနေရဲ့အကြီးဆုံးမတော်တဆမှုကြီးတစ်ခုလည်းဖြစ်ပါတယ်ဆူနာမီလိုင်းကြီးတွေကဘာကြောင့်ပေါ်ပေါက်လာရသလဲဆူနာမီဆိုတာကြီးမာတဲ့ပင်လယ်လိုင်းလုံးကြီးတွေပင်လယ်ရင်းမြစ်ပြင်အထက်ကိုကျော်တက်လာတဲ့ဘေးရန်တွေတစ်ခုပဲဖြစ်ပါတယ် ဇူနာမီတွေဟာငလျင်လောက်ခတ်မှုရေရောက်မီးတောင်ပေါက်ကွဲမှုတွေကနေတဆင့်ရေမျက်နှာပြင်ကိုလောက်ခါစေပါတယ်။ဒီကနေတဆင့်ရေမျက်နှာပြင်မငြိမ်မှုကိုစတင်ဖြစ်ပေါ်လာပြီးလှိုင်းလုံးကြီးတွေစတင်လာခဲ့ပါတယ်။ဇူနာမီလိုင်းလုံးတွေဟာငလင်းနဲ့မီးတောင်ပေါက်ခွဲမှုအခြေအနေပေါ်မှာမူတည်ပြီးလူတရက်မှစ၍မီတာတစ်တောင်းကျော်အထိရှိကြပါတယ်။